social media ပေါ်မှာ before after ပုံလေးတင်ကြယ်အောင်လုပ်နေတော့အမြန်အစီမချလိုက်ပါနဲ့ဗျ။အရင်ဆုံးကျွန်တော်မိကျင်တာကမိတ်ဆွေဝိတ်ချကြတာအစီချကြနေဆိုတာအားအတွက်လေဗျ။ကြမ်းကြမ်းမာမာပုံပေါ်ပါပျော်ပျော်ရှင်ရှင်နဲ့ fit ဖြစ်တဲ့ခန္ဓာကိုယ်လေးရကြလို့ပိန်သွားကြလို့ဟုတ်တယ်ဟုတ်။ဒါဆိုရင်အလင်းမလိုပါနဲ့ဗျ။ဘာလို့လဲဆိုတော့အစီဆိုတဲ့သဘောကအနေအမြန်တက်ဖို့မလွယ်ကူသလိုအနေအမြန်ပြန်ကျလာဖို့လည်းမလွယ်ကူပါဘူး။အနေအမြန်ကျသွားခဲ့တဲ့ဆိုရင်လည်းအဲ့ဒါအစီမဟုတ်ပါဘူးဗျ။ ဝိတ်အမြန်ချလိုက်လို့ဝိတ်အမြန်ကျသွားတယ်ဆိုရင်တော့အဲ့ဒီကျသွားတဲ့ဝိတ်ကိုရေရှည်ထိန်းနိုင်မှုခက်ခဲပါတယ်နောက်ပြီးဝိတ်အလွဲတွေကိုပြန်တက်လာနိုင်ပါတယ်ဗျနောက်ပြီးကျလာတဲ့ဝိတ်တွေထဲမှာကျန်းမာရေးအတွက်စိုးရိုးတွေများစွာကနောက်ဆက်တွဲအနေနဲ့ပါလာတတ်ပါတယ်ဗျဒါတွေကိုကျွန်တော်ကကိုရစ်ကြုံခဲ့ဘူးလို့ပြောပြနိုင်ခြင်းဖြစ်ပါတယ်ဗျဒါကြောင့်မိတ်ဆွေကအစီချတော့မယ်လို့ဆုံးဖြတ်ပြီးပြင်ဆင်နေပြီဆိုရင်ရေရှည်သွားနိုင်မဲ့လမ်းကြောင်းမူသာရွေးချယ်ပါလို့ကျွန်တော်ကအကြံပြုချင်ပါတယ်။ရေရှည်သွားနိုင်မဲ့လမ်းကြောင်းဆိုတာ လေ့ကျင့်ခန်းတွေအစားအသောက်ပုံစံတွေအိတ်ချိန်တွေ daily lifestyle လို့ခေါ်တဲ့လှုပ်ရှားမှုတွေတစ်ဆင့်ချင်းပြီးတစ်ဖြည်းဖြည်းချင်းပြီးအမှုအကျင့်ကောင်းတစ်ခုအဖြစ်လေ့ကျင့်ယူရတာဖြစ်တဲ့အတွက် အချိန်ကြောင်ကြာနိုင်ပါလိမ့်မယ်ရလက်ကနှီးကောင်းနှီးနေပါလိမ့်မယ်ဒါပေမဲ့ရလာတဲ့ရလက်ကိုတော့ရေရှည်ထိန်းထားနိုင်ဖို့လည်းအစီပြန်မတတ်အောင်ထိန်းထားနိုင်ဖို့ကတော့အထောက်အကူများစွာပြုမှာဖြစ်ပါတယ် ဒီဗီဒီယိုလေးကမိတ်ဆွေတို့အဆင်ပြေမယ်အကျိုးရှိမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်။ဗီဒီယိုလေးကိုစုံလေးလေးကြည့်ပေးတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်။ကျွန်တော်ကတော့ကုလေးပါ။အစီချဖို့စူးစမ်းနေတဲ့လူတွေကိုအွန်လိုင်းမှာရောအပြင်မှာပါ။ကုညီနီးပြပေးနေတဲ့ဒီကတယောက်ဖြစ်ပါတယ်ဗျ။